ချင်းမိုင်မျိုးကနေရထားစီပြီးတော့ခွန်တန်ဖူတာကိုသွားလဲတဲ့ခီးစင်မှာရထားလက်မှတ်ကတော့အဲ့ဒီမနဲ့မှာပဲဖြတ်လို့ရတယ်ကြိုပြီးဖြတ်လို့မရပါဘူးဆိုတော့ဖူတာကို6နာရီလောက်ရောက်သွားပြီးတော့လက်မှတ်ဖြတ်ပါတယ်အဲပြီးတဲ့အခါမှာ6နာရီခွဲမှာပေါ့နော်ချင်းမိုင်ကနေစထွက်တယ်မြင်တဲ့အတိုင်းပဲပေါ့နော် ရထားပေါ်ကနေမြင်ရရရှုခင်းရလဲတော်တော်လေးလာပါတယ်မိုးရင်းဆိုတဲ့အခါကျတော့ပို့ပြီးတော့ဗောနောဆင်းဆင်းဆူဆူနဲ့တဘာဝအလှရှုခင်းနေကိုလဲတဝါကြီးရထားပေါ်ကနေကြည်သွားလို့ရတယ်ဗောနောကွန်တမ်ပူတာကိုကျမတို့ အခုနှစ်နာရီ45မိနစ်လောက်မှာရထားဆိုင်တယ်ဗောနော်ก่อนที่ลงจากขบวนรถโปรดตรวจดูสิ่งของและสัมภาระของท่านရထားဆိုင်တယ်ဆိုတာ ਨੇ ပဲကျမတို့ရေအာဒီဘူတာမှာရှိရဲ့မနက်စာစားလို့ရတဲ့ဆိုင်ကြီးတွေမှာမနက်စာစားတယ်မနက်စာစားပြီးတော့ကျမတို့ main ခရီးအဖွဲ့ရတော့ဒီဘူတာဝင်းချင်းမှာရှောက်ကြည့်ပြီးတော့ဘူတာလေးကလည်းအရန်လာတော့ဘူတာဝင်းချင်းမှာတပုံရိုက်ကြတယ်ဗောနော် အချိန်ရတယ်ဆိုလို့ရှိရင်တော့ဗောနော်ဒီဘူတာရဲ့အပေါ်ဘက်မှာဒီ dry contamination pack ရှိရဗောနော်သူကအာဒီ national pack ရဲ့အကျယ်ဝန်းကတော်တော်လေးကျယ်တယ်ဗောနော် အာ tracking ရှောင်းနိုင်တယ်ပြီးတော့ဒီတဘာဝအလှတရားတွေကိုကိုကိုယ်တိုင်ခံစားစင်တယ်ဆိုလို့ရှိရင်တော့ national ဘက်ကိုသွားဖို့တော့ကို recommend ပေးရပါတော့။တမလည်းမရှောင်းနိုင်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီဘူတာမှာပဲတပုံရိုက်ပြီးပြန်ကြရတဲ့လူတွေရှိတယ်ပေါ့နော်။သူကဒီအာဒီချင်းမိုင်ကနေဘန်ကောက်ကိုသွားတဲ့ယထာလန်ပေါ့နော်။အဲ့မှာမှဒီလမ်းဖမ်းမြို့နဲ့လမ်းဖွန်းမြို့ပေါ့နော်။ဒီမြို့မြို့နှစ်ခုဆက်ကြားမှာရှိတဲ့ဒီ content ်ခွန်တန်ပူတာပေါ့နော်ခါတိုင်းဘလော့ရိုက်နေတို့ကင်မရာရှေ့မှာဆောင်းနိုင်တဲ့ဆက်နေတယ်ဘောပါပါဆလိုဘရော့ရပါပြန်နေခါမှာလဲသူကရထားက၄ချိန်လောက်ရှိရပေါ့နော်အဲခွန်းရထားဆိုရင်ဘတ်90ပေးရတယ်အဲခွန်းရထားမဟုတ်ဘဲနဲ့ရိုးရိုးဆိုရင်တော့15ဘတ်ပဲပေါ့နော်ကိုရီသွားခဲ့တဲ့ရက်ကတော့စနေနေ့ဆိုတော့ အာပိတ်ရက်လည်းဖြစ်တော့ခရီးသွားတွေတအားများတယ်တအားများတော့အပြန်မှာဆိုလို့ရှိရင်ယထာလက်မှတ်ဖြတ်တာကိုရီ9ရောက်အဖွဲမှာ4ရောက်ပဲခုံရတယ်ပေါ့နော်3ရောက်ကထိုင်ကုန်မရဘူးအဲဈေးကတော့တူတူပဲထိုင်ကုန်ရရမရ90ပေးရတယ်ပေါ့နော်တခြားသူတွေလည်းအမှကြည့်တော့ထိုင်နေတယ်တော်တော်များများသူတို့လည်းအဲ့လိုထိုင်ကုန်မရဘူးပေါ့နော်ဒါမဲ့ဟိုယထာပေါ်ရောက်တော့ဒီယထာရဲတွေကသူတို့ထိုင်ကုန်အလွတ်တီရှာပေးရပေါ့နော် လွတ်တဲ့နေရာတွေမှာသူတို့ပေးထိုင်နေအဲဆိုတော့ဟိုချင်းမိုင်ထီကိုပေါ့နော်နေရာဖယ်ပေးစရာမလိုပဲနဲ့ကျမတို့ထိုင်လိုက်ခဲ့ရတယ်ပေါ့နော်ချင်းမိုင်ဘူတာရောက်တော့ည7နာရီထိုးပြီပေါ့နော်ဆိုတော့ဘိုက်တည်တဲ့စာကြပြီဆိုတော့ဒီနေ့ဒီခီးစင်တွေကိုအဆုံးတက်လိုက်ပါရယ်ပေါ့နော်